င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်ကစွဝင်းကိုအရေးပါတဲ့ဆွေရဝင်ကြီးဌာနဆိုင်ရာအမျိုးသားဆင်ကော်မတီရဲ့နဲ့ဘဟုကော်မတီမှဖဲထုတ်စစ်ပတ်ဆိုင်ရာမှာလည်းစွဝင်းစာကြော်စာလင်းကော်တီကဆုံးဖြတ်ခွင့်တာဝန်နေပြီ။အကြပ်ဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကစွဝင်းကိုအရေးပါတဲ့ဆွေရဝင်ကြီးဌာနဆိုင်ရာအမျိုးသားဆင်ကော်မတီရဲ့နဲ့ဘဟုကော်မတီမှဖဲထုတ်လိုက်ကြ။နေပြည်တော်စစ်တပ်သတင်းမြန်ပြောဆိုချက်နဲ့စစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းတွေရသေးရတယ်။ ဇွန်လ31ရက်နေ့ဆေးရုံချုပ်ရဲကိုဖြတ်သိမ်းပြီးကာလွန်ကဆရာတစ်ပုံစံပြန်နေဖွဲ့စည်းခဲ့ရမှာရခင်ကဇဝင်ကဩကဋ္ဌဖြစ်ဆောင်ရွက်ခဲ့မြို့သားစင်ကော်မတီနဲ့ဘဟုကော်မတီမှာဇဝင်ကိုပြန်လည်ခန့်ခြင်းမရှိတော့ဘဲမြောက်လိုက်တဲ့နိုင်ငံတော်ဝင်ကြီးဖြစ်တော်ဝင်ပေးခန့်ရသူညိုစောတို့ကတော့ဒီကဦးဆောင်သောဥက္ကဋ္ဌဖြစ်လာကြောင်းနိုင်ငံတော်ရေးပါတဲ့မြို့သားဆင်ကော်မတီနဲ့ဘဟုကော်မတီ73ခုတံမင်းမှာစုံဝင်ကိုဖယ်ထုတ်လိုက်ကြောင်းသိရတယ် ရခိုင်ကစုံဝင်ကဦးဆောင်သူဖြစ်စာရွက်ခွင့်ရခဲ့ဗန်နိုင်ကော်မရှင်မြို့သားစီမံကိန်းကော်မရှင်တို့မှမြောင်းလိုင်ကဥက္ကဋ္ဌဖြစ်စာရွက်ပြီးညိုစောကိုဒုတိယဥက္ကဋ္ဌဖြစ်ခန့်ထားပြီးစုံဝင်ကိုလုံးဝထည့်သွင်းဖွဲ့စည်းခြင်းမပြုလို့တွေ့ရတယ်။စုံဝင်ကဥက္ကဋ္ဌဖြစ်စာရွက်ခဲ့မြို့သားတဘာဝဘေးရနေရစီမံခန့်ခွဲစာရွက်ကော်မတီမှပြည်ထောင်ဝင်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနာကဥက္ကဋ္ဌဖြစ်၎င်းတရားမဝင်ကောင်းတမ်းမှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီမှလည်းဝင်ကြီးချုပ်ညိုစောကဥက္ကဋ္ဌဖြစ်၎င်းလျှံမြင်တဲ့တခြားမြေတွေတင်စီမှုပြည်လဲစီစဲကော်မတီမှလည်းညိုစောကဥက္ကဋ္ဌဖြစ်၎င်းခန့်ထားတယ်။ စီပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေသကြရဲ့အသေးစားငယ်စားနဲ့အလက်စားစီပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားဆင့်ကော်မတီမှလည်းမြောက်လိုက်ကဥက္ကဋ္ဌညူစောဒုတိယဥက္ကဋ္ဌဖြစ်ပါအမီစိုးဝင်းကလုံးကဖဲထုတ်လိုက်ကြောင်းစက်မှုလုပ်ငန်းနဲ့စက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှလည်းညူစောကဥက္ကဋ္ဌဖြစ်၎င်းမြမအထူးစီပွားရေးစုံစားရာစီပတ်ခတ်ခွဲဖို့အဖွဲ့မှညူစောကဥက္ကဋ္ဌဖြစ်၎င်းပါဝင်ပြီးစိုးဝင်းမှလုံးဝပါဝင်ခြင်းမရှိတော့ပါဘူးတို့ရတဲ့အောက်ချွေရန်တရားအတွက်အရေးမပါတဲ့ကော်မတီနဲ့ဖွဲ့ရီမှာစိုးဝင်းကိုဆက်လက်ထက်သွေးဖွဲ့စည်းထားတာကိုတွေ့ရပြီးကုတ်တူးစာပွဲတစိုက်ချင်းမြင့်ရဲ့ စစ်စစ်ရေးဖွဲ့တွေမှာစောဝင်းကွန်နာကဖြစ်တဲ့ကောင်နေဆက်ဒေတာနဲ့တိုင်းသားလူမျိုးတွေဖွံ့ဖြိုးတိုးတက်ကော်မတီမှာစောဝင်းကဒုတိယကော်ဖြစ်လကောင်မြောင်လိုက်ကထပ်သေးဖွဲ့စည်းထားတယ်။အလားတူစစ်ပဆိုင်အစီမံခန့်ခွဲရေးတွေမှာလည်းကြည်ရည်လေးညှိနှိုင်းကွက်ကဲမှုဒုတိယပေါ်ကြောင့်ဒီကြော်စားလင်းကိုမြောင်လိုက်ကတိကအစီမံခန့်ခွဲတာဝန်ပေးထားသဖြင့်စောဝင်းမှာစစ်ပရေးရနဲ့စစ်ရေးဆိုင်ရာစီမံခန့်မှာလည်းလုတ်ပိုင်ခွင့်နဲ့လာကြောင်းသိရတယ်။2024ခုနှစ်ဩဂုတ်လအတွင်းမှာလည်းမြန်မာနိုင်ငံကညိုဆော့အောင်လင်းတွင်တဲ့ရဲဝင်တွေကိုပေါ်ကြောက်ကြရာတွေတို့မြင့်ပေးခဲ့ပြီးနောက်ဒုစစ်ခေါင်းဆောင်ဆွန်ဝင်းရဲ့ ရုံးကန်ကို၎င်းရဲ့ဘေးကျင်းကအခန်းနေရာမှာမထားတော့ဘဲတခြားနေရာကိုတင်းကျပ်ပြောင်းရွှေ့စေခဲ့တယ်။မူလကဒုစစ်ကောင်စာဆုံးဝဲရဲ့စစ်ရုံမှရုံးကန်နဲ့သမရအင်ဒိုရှိစစ်ကောင်စီဒုတိယကထရုံးကန်တို့မှမင်းအောင်လိုက်နဲ့ခန်းချင်းဘေးကလေးကမှာထားရှိခဲ့ခြင်းဖြစ်တော့လဲ2024ခုနှစ်ဩဂုတ်လမှာဆုံးဝဲရဲ့စစ်ရုံကနေရုံးကန်ကိုအောက်ထပ်ကို၎င်းဒုတိယကထရုံးကန်ကိုသမရအင်ဒိုမှဒုတိယအင်ဒိုရုံးကန်တို့၎င်းမင်းအောင်လိုက်ကတင်းကျပ်ပြောင်းရွှေ့ခိုက်ခဲ့တယ်။နောက်ဆက်အပ်ပေးကြတဲ့သူဝင်ကျေးဇူးတင်ရှိပါတယ်။